မင်္ဂလာပါဒီနေ့ကတော့ဒါပုံမှန်ဆိုကျွန်တော် Friday night live လွှင့်ရမယ့်ရက်ပေါ့နော် Facebook မှာတော့ကျွန်တော်ခုနလွှင့်လိုက်တယ်အဲဒါပေမဲ့ line အခြေအနေကကျွန်တော် TikTok ပါပြိုင်ပြီးလွှင့်ဖို့ဆိုတာအသိအစင်မပြူဒါကြောင့်ကျွန်တော်ဒီနေ့ Friday night live ကိုတော့ TikTok ပရိသတ်တွေအတွက်လဲဒါခုန Facebook မှာမျှဝေထားတာကိုကျွန်တော်တို့အနှစ်ချုပ်ပြီးတော့လာမျှဝေပေးတာဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော် Mandalay ကိုရောက်နေတာနော် Mandalay ကိုရောက်နေတော့လေးရရှိပြီကျွန်တော် Together for Mandalay ဟောပြောပွဲအတွက်လဲလာတယ် နောက်တစ်ခါကျွန်တော်တို့ဒီ together for hobby ပဲပြီးတဲ့အခါကျွန်တော်မိတ်ဆွေကျွန်တော်လုပ်ငန်းစီးပွားရေးအကြံပေးလုပ်တဲ့လုပ်ငန်းနေနောက် training သင်ဖို့ကိစ္စတွေပေါ့နော်နောက်တစ်ခါ motivation talk တွေဝင်ပြောပြတာတနေ့ကို company နှစ်ခုနှုံးတယ်ဟုတ်လားအဲနောက်ကျွန်တော်တို့ဆရာဟန်တို့ဟုတ်လားနောက်ကျွန်တော်တို့ Ryan Mingla Ryan Mingla နောက်တစ်ခါဝန်ထမ်းတွေနောက်တစ်ခါကျွန်တော်ထက်ထက်တရုတ်စာတင်တန်းကြောင်းဒီနေ့ဆိုတော့ကိုမျိုးဝင်းတို့နော်ကိုမျိုးဝင်းတို့ showroom เนาะ cycle showroom နောက်တစ်ခါကျွန်တော်တို့မနေ့ပြန်ဆိုကျွန်တော်မိတ်ဆွေစိုးရန်เนาะကျွန်တော်တို့ကျွန်တော်တော့ရောက်တော့တခါလေးဆွဲလိုက်တာပေါ့เนาะတို့ training အကျွေးတွေရှိသေးတဲ့လုပ်ငန်းတွေလည်းရှိတော့တခါလေးအကျွေးဆိုင်နဲ့တင်တာပေါ့အဲ့ခုဆိုကျွန်တော်ရောက်တာနည်းနည်းနောက်ကျသွားတယ် Facebook ကတော့ခုနတက်လို့မြည်ဒါပေမဲ့ TikTok ပြည်သက်လည်းကျွန်တော်ပြစ်မထားဘူးကဲလူကြီးတို့ကြွားစရာတခုရှိတယ်ကဲကျွန်တော်နဲ့အတူလိုက်ကြည့်ကြည့်အောင်ကြွားစရာတခုရှိဘာကြွားမလဲကြည့်ကြည့်အောင် ကျွန်တော်အခုတဲတာတော့ hot hot the buy the red corner ပေါ့အလွန်ဖော်ရည်ပြူငါကြတယ်အချစ်ဆရာကောင်းနေ hotel လေးရလေနော်အဲ့တော့မန္တလေးရောက်ရင် hot the buy the red corner ကိုလည်းတဲကြပါအဲ့တော့ကျွန်တော်တို့ဒီမှာကျွန်တော်တို့ဒီလူချင်းတို့အနေနဲ့ဒါကိုဘာတွေလို့ထင်ပါလဲအဲ့တော့ဒါကတော့မန္တလေးကကျွန်တော်ရဲ့ပြိသက်တွေကျွန်တော်ရဲ့ချစ်ခင်ရဲ့ပြိသက်တွေပေးလိုက်တယ်လက်ဆောင်တွေဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဟောပြောပွဲမှာပေးတဲ့လက်ဆောင်တွေပါကျွန်တော်က မေတ္တာအာတာချက်ကိုတိတ်သဘောကြတယ်အဲ့တော့ကျွန်တော်ချစ်ခင်ရတဲ့စာဖွဲ့ပရိသတ်တွေပြည့်တဲ့လက်ဆောင်တွေကတန်ဖိုးပေါ်မူတည်ရမို့မေတ္တာတန်ဖိုးကိုကျွန်တော်တို့အငြင်းဆုံးရှိနေကျွန်တော်တို့အတွက် ကြီးစွာသောအာရုံဖြစ်စေတယ်အဲ့တော့ဘာတွေပေးကြလဲကျွန်တော်တို့လိုက်ကြည့်ကြည့်အောင်နော်လိုက်ကြည့်ကြည့်အောင်ဒါကတော့မန္တလေးရမပါမဖြစ်ထိုးမို့ပေါ့ဗျာထိုးမို့ကတော့မပါမဖြစ်ပေါ့နော်ဒါကတော့အကြွားပို့ဆိုပဲတတ်မှတ်လိုက်ဟုတ်ဒါရင်မွေးလေးနော်ရင်မွေးလေးနော်ရင်မွေးလေးအဲရင်မွေးလေးကျေးဇူးတင်ပါတယ် နောက်တစ်ခါဒါကကျွန်တော်တို့ဟိုဒီကအင်ဂျီချင်တယ်ဒါအင်ဂျီဖြုတ်ဖို့များတယ်။ဩအင်ဂျီလေးလှတယ်နော်လှတယ်အင်ဂျီလေးနော်။ဒါကမန်နန်းွယ်ယူပေးတာချင်တယ်နော်ညီနော်မန်နန်းွယ်ယူပေးတာဗာလေးလည်းကြည့်ကြည့်အောင်။ဟောဒါလေးလည်းအင်ဂျီလေးပဲမန်နန်းွယ်ယူကတော့ကျွန်တော်မှတ်မိနေပြီအများရန်မန္တလေးရောက်တိုင်းလက်ဆောင်နေအများရန်ပို့တယ်နော်။ဒီနေ့လည်းမန်နန်းွယ်ယူဟောပြောပေးမှာအေးလေးလာတိုက်သွားတယ်ကြားတယ်နော်။အေးလေးလာတိုက်သွားတဲ့တမန်နန်းွယ်ယူကျေးဇူးတင်ပါတယ်။နောက်တစ်ခါကျွန်တော်တို့ဒါလေးကမြကုံရောင်ကဗာလေးဖြစ်မလဲ။ဩပစိုးလေးနော်။ဟမ်ချစ်စရာလေး equipment ဒါစိတ်ကလေးကချစ်စရာလေလိုကိုလေးရအေကရစ်မင်းအော်နောက်တစ်ခုကတော့ဒါကျွန်တော်မိတ်ဆွေဟိုတနေ့ကကျွန်တော်တို့ဒီဘွားပေါ့ကြောက်တော်ကြီးဖျားသွားတယ်ကြောက်တော်ကြီးဖျားသွားတဲ့အခါမှာဒီအကောကလာနှုတ်ဆက်တယ်ရွှေစင်နော်ရွှေစင်လာနှုတ်ဆက်ပြီးတော့သူကဒီမြေမထုတ်ကုန်နေတော်တော်လေးကောင်းတယ်ရွှေစင်တဘာဝထုတ်ကုန်နေနော်တဏ္ဍခါကိုအခြေခံပြီးထုတ်ထားတာနော်တဏ္ဍခါကိုအခြေခံပြီးတဏ္ဍခါယူလို့ပါတော့ဒါတော်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 သဘောကျဖို့ခေါ့တဏ္ဍခါယူလို့ပါအဲ့တော့ကျွန်တော်တို့နောက်တစ်ခါကျွန်တော်တို့အဲဟို ဒီမှာကျွန်တော်တို့ကဒါ elegant dash ကလည်းမပါမဖြစ်ပေါ့နော်ဆရာမိုင်းတို့အဲကျေးဇူးတင်ပါတယ်ဒါကတော့အကြွားပို့ဆိုပဲတတ်မှတ်ပါပေါ့နော်ကျွန်တော်တို့ဒါပေမဲ့လူချင်းတို့ဘဝမှာလုပ်ငန်းဆောင်ရွက်တဲ့အခါမှာမေတ္တာအားသာချက်ဟာအလွန်အရေးကြီးတယ်ဒါကိုကျွန်တော်တောက်လျှောက်ပြောတယ်မေတ္တာအားသာချက်ကိုအသုံးပြုပါအဲကျွန်တော်တို့ ਨੇ ကျွန်တော်တို့ရဲ့ customer တွေကျွန်တော်တို့ရဲ့ supplier မေတ္တာအားသာချက်ရှိတယ်ဆိုရင်ဘဝမှာကျွန်တော်တို့ကအောင်မြင်မှုတွေတည်ဆောက်နိုင်မယ်ဘာတွေပဲဖြစ်နေဖြစ်နေအရှိကိုဆက်နိုင်မယ်ဒုက္ခရောက်လာရင်ကျွန်တော်တို့ခဏခဏပြောဒုက္ခကိုဒုက္ခမင်းလို့မင်းလို့ ငါလည်းငါလုံငါလုံအဲ့ဒီအတွက်ကို့မှာမေတ္တာ advantage မေတ္တာအားသာချက်ရှိဖို့လို့မုံတိုင်းမရှိအောင်ဘဝမှာစွတောင်းလို့မရအောင်မုံတိုင်းတွေကိုဖျက်လျှောက်ရေးအောင်စ조사အားထုတ်ဖို့လိုပါတယ်ဒါလေးကိုကျွန်တော်ချစ်ခင်စွာမျှဝေလိုပါတယ်ဒါကြောင့်မုံတိုင်းမရှိအောင်ဘဝမှာစုမစုစုမတောင်းပါနဲ့မုံတိုင်းကိုဖျက်လျှောက်ရေးတဲ့စိတ်ဆွမ်းအင်ကိုဖြည့်ဆည်းပါစိတ်ကကြည်လင်အားကောင်းလာတာနဲ့အမျှအောင်မြင်မှုတွေကိုလူချင်းတို့ရမှာဖြစ်ပါ ဲ့တော့ကျွန်တော်တို့ဒီ season ကြီးတဲ့သူတွေလည်းကျွန်တော်စားဟုတ်ငါ့ကိုပေးဖို့မယ်ဒါပေမဲ့ကျွန်တော်ခီးသွားတာဖြစ်တဲ့တွေ့တဲ့သူတွေကျွန်တော်စားဟုတ်လက်ဆောင်ပေးတာဆိုအခုနောက်ဥပဲကြံတော့လို့နောက်ဥပဲပြနေတာတကယ်ပုံမှန်တိုင်းငါ့ကိုပေးမယ် TikTok ကမိတ်ဆွေတွေအတွက်တီးတန့်ပေးမှာဖြစ်တယ်နော်အဲ့တော့ TikTok ကသူတွေအတွက်တီးတန့်ဒီ season လေးကိုမျှဝေလိုက်ပါ video file မျှဝေပြီးသွားရင် comment မှာမျှဝေပြီးပါပြီလို့ဝင်ပြီးပေးထားပါအဲ့ထက်ကငါ့ကိုပေးမှာဖြစ်တယ်တင်တန်းတက်ချင်တဲ့သူတွေကကျွန်တော်တလောက်တင်တန်းတစ်မျိုးပဲဖွင့်တယ်အခု12လပိုင်းမှာဖွင့်မှာကတော့ ဒါကျွန်တော်ရဲ့ဒါအောင်မြင်မှုပညာသင်တန်းပေါ့ success in life လို့ခေါ်တယ်ဘဝမှာအောင်မြင်ခြင်းအောင်မြင်မှုပညာကိုသင်မှုလို့ရတယ်ပျော်ရွှင်ခြင်းပျော်ရွှင်မှုပညာကိုသင်မှုလို့ရတယ်အောင်မြင်မှုပညာကိုသင်ခြင်းတဲ့သူတွေဒီသင်တန်းတက်နိုင်တယ် online သင်တန်းဒီအခုလာမယ်12လပိုင်း2ရက်နေ့အင်္ဂါနေ့စမ်း online ကနေတလားတိတိသင်မှာဖြစ်တဲ့အတွက်ဘယ်ဒေတာမှဆိုတက်နိုင်တယ်နေ့စဉ် recorded video တွေကို Facebook group ထဲမှာတင်ပေးမယ် Facebook ကြည့်ဖို့ခက်တဲ့သူတွေအတွက် Telegram private channel မှာလည်းတင်ပေးမှာဖြစ်တယ်တနင်္ဂလာတလားပြီးသွားတဲ့အချိန် group ကိုမဖျက်ဖဲထားရပြီးမှဖြစ်တဲ့အတွက်နိုင်ငံခြားအလုပ်တစ်ဖက်နဲ့တက်တဲ့သူတွေလည်းကိုအားတဲ့အချိန်ဝင်ကြည့်နိုင်တယ် live lecture ကိုအပတ်စဉ်တနင်္လာနေ့ည8:00နာရီတိုင်း zoom ကနေ live လင့်တင်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့တူဦးချင်းတူပြီးမိကုန်နေမိနိုင်တယ်အဲ့တော့တင်နန်းတက်နေတဲ့ group coach မှာရအောင်ဆောင်ပေးတာဖြစ်ပါတယ်တင်နန်းကာလတက်လာပြီးသွားလို့ assignment ဆောင်ရင် certificate ကို email ကနေပေးဖို့ပေးမယ်အပြင်လူတွေ့တင်နန်းကတော့အခုလာမယ်12လပိုင်း6ရက်နေ့နဲ့9ရက်နေ့စနေတိုးနေ့နှစ်ရက်မှာရန်ကုန်မြို့ပြည်လန်းတော်ဝင် center 3လာမှာရှိတယ်ကျွန်တော်တို့ elmo တင်နန်းကျောင်းမှာနှစ်ရက်အချိန်ပြည့်ကျွန်တော်နဲ့ရင်းနှီးချစ်ခင်စွာတွေ့ဆုံပြီးတက်ရမှာဖြစ်ပါတယ် အဲ့တော့ online မှာတက်ချင်းတက်ချင်းအပြင်မှာတက်ချင်းတက်ချင်းလူကျွန်းတို့ရဲ့နာမည်ရဲ့ဖုန်းနံပါတ်ကို comment မှာမြည်နေ Messenger message မှာရေးထားပေးပါ message ပေါ့เนาะကျွန်တော်ဒီ link တိုင်းညွှန်မှမြည်ဆိုရင် TikTok account follower 3.2 million ရရှိအဲ့ဒီမှာဆင်းပေးထားပေးပါကျွန်တော်တို့ team ကဆက်သွယ်ပေးမယ်သူတို့ဆက်သွယ်လိုက်အသေးစိတ်တင်နှန်းကြောင်းမေးနိုင်တယ်အခုစီစဉ်ကြည့်တဲ့သူတိုင်းကို online ကပထမဆုံးအရောက်100အပြင်ကပထမဆုံးအရောက်300ကို10% discount ပေးထားပါတယ်လို့တင်ကောင်းပါလို့ပါဒီတင်နှန်းမှာ အောင်မြင်မှုနဲ့ပတ်သက်ကျွန်တော်ဘဝတခြားလုံးလေးလာထားတဲ့မဟာဗျူဟာနီးဗျူဟာတွေ AI ခက်မှာအောင်အောင်မြင်အောင်ဘယ်လိုလုပ်မလဲ personal brand ကိုဘယ်လိုတည်ဆောက်အောင်မြင်ခြင်းလူတွေကြိုက်အောင် line မလုပ်နဲ့ကိုကြိုက်တာကိုကိုလို့ပြီးမှလူတွေကြိုက်အောင်လုပ်ရင်လူချင်းတို့အောင်မြင်မှုဟာဘဝမှာအောင်မြင်ခြင်းအရှိရနေထွက်တယ်လို့အနောက်ကနေဝင်တယ်လို့တေချာပေါက်တစ်ခုကတဲ့ချက်ကိုဒီလက်ရှိအခြေအနေထက်တိုးတက်အောင်လုပ်ချင်စေရှိဖို့လို့ပြီးရင်ဘယ်လိုတိုးတက်အောင်လုပ်ရမလဲဆိုတာသင်ယူလေ့လာဖို့လိုတယ်ဒီအကြောင်းအရာတွေဒီသင်တန်းမှာသင်ကြားမှာဖြစ်တယ်ဒါကြောင့်အောင်မြင်ခြင်းတဲ့သူတိုင်းနဲ့အောင်မြင်မှုပညာသင်တန်းမှာ we must work together we must build our nation